မင်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့တော်သတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့နှစ်80ပြည့်တက်မတော်နေကိုကျေစုဂုံပြုတော်အဖြစ်အင်္ဂလာကညင်ဆန်းကန်သုံးဆင့်ကြေးရွာချင်းဆက်ကွန်ကရစ်လမ်းတွေဖွံ့ဖွဲကျင်းပတဲ့တဲ့တွင်ဖြစ်ပါတယ်။တမဝါယမနေ့ကျေးလက်ဖွံ့ဖွဲရေးဝင်ကြီးဌာနတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖွဲရေးဦးစီးဌာနကအကောင့်ထဲပေါ်ဆောင်ရွက်ခဲ့တဲ့ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ် အင်္ဂလာကငင်ဆန်ကန်သုံးစင်ကြေးရွာချင်းဆန်ကွန်ကရစ်လမ်းသစ်ဖုံးမဲ့အခမ်းအနားမက်လ23ရက်မော်လယ်ပိုင်းကအစုပါလမ်းတွင်ကျင်းပကြောင်းသိရပါဗျ။လမ်းဖုံးမဲ့အခမ်းအနားသို့ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်းတိုင်းဒေသကြီးဝင်းကြီးများတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနညွှန်ကြားရေးမှူးဦးသက်စောနှင့်တာဝန်ရှိသူများခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများတက်ရောက်ကြပါဗျ။အခမ်းအနားတွင် တိုင်းဒေသကြီးဝင်းကြီးချုပ်ကအမှစကားပြောကြားပါဗျ။ အဲ့ဒီနောက်ညွှန်ကြားရေးမှူးဦးသက်စောကလုပ်ငန်းအကောင့်ထက်ပေါ်ဆောင်ရွက်ခဲ့မှုအခြေအနေများကိုရှင်းလင်းတင်ပြပါရယ်။ဆက်လက်ပြီးဒေတာကန်တူကကျေးဇူးတင်စကားပြောကြားပါရယ်။အိမ်နာမှာတော့ကြေးရွာချင်းဆက်ကွန်ကရစ်လမ်းတင်အားတင်ရန်စတာရေးရာဝန်ကြီးဦးစောဝင်ညွှန်ကြားမှုဦးသက်စုံနဲ့တာဝန်ရှိသူများကဖေးချုပ်ဖြတ်၍ဖွင့်လှစ်ပေးကြပါသည်။ အဲ့ဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အဖွဲ့ကလမ်းသစ်ကိုဖြတ်တန်းကြည့်ရှုကြပြီးဒေသခံပြည်သူများအားရင်းနှီးတွေ့ဆုံနှုတ်ဆက်၍ဖွင့်ပွဲတွင်ပါဝင်ဆောင်ရွက်ပြီးသောချုပ်ရေးအဖွဲ့များအားဂုဏ်ပြုချီးမြှင့်ဝေများပေးရပါတယ်။အင်္ဂလာကရင်စံကန်သုံးစင်ကြေးဝါကျင်းဆက်ကွန်ကရစ်လန်တေဟာအရှိ15840ပြီးအကျယ်၁၀ပြီးရှိပြီးတော့တိုက်ကြီးကြာအင်းလန်နဲ့ချိတ်ဆက်ထားကကျေးရွာအုပ်စုနှုတ်စုကျေးရွာ600ရွှေရှိဒေသခံပြည်သူများရဲ့စီးပွားရေး ပညာရေး၊ကျန်းမာရေး၊လူမှုရေးများနဲ့ဒေသချုပ်ကုံပစ္စည်းများတင်ပို့ရောင်းချခြင်းများအတွက်များစွာအကျိုးပြုကြောင်းလည်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့စမ်းကြုပ်ဦးကပေးပို့လာတာပါ။နောက်ဆုံးနေ့ဆက်မဲ့သတင်းကတော့တင်ငန်းကျွန်းပညာရေးဒီဂရီကောလိပ်နဲ့ရန်ကုန်ပညာရေးတက္ကသိုလ်တို့တွင်ပညာရေးနဲ့သင်ပြနည်းပညာဒီပလိုမာသင်တန်းဖွင့်ပွဲကျင်းပတဲ့သတင်းဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနဆရာအတက်ပညာဝစီဌာနရဲ့ပညာရေးနဲ့သင်ပြနည်းပညာဒီပလိုမာသင်တန်း MS င်းတင်မြင်ဆောင်2025ဖွင့်ပွဲအခမ်းအနားများကိုမက်လ24ရက်နေ့နက်ပိုင်းကသင်ငယ်ကျွန်းပညာရေးဒီဂရီကောလိပ်ပညာနေကြီးခမ်းမနဲ့ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub တွင်ကျင်းပကြောင်းသိရပါဗျ။သင်တန်းဖွင့်ပွဲအခမ်းအနားများသို့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းတိုင်းဒေသကြီးဝန်ကြီးများ တင်ငန်းကျွမ်းပညာရေးဒီဂရီကောလိပ်ကျောင်းအကြီးဒေါက်တာညင်သီအောင်နဲ့ဆရာဆရာမများရန်ကုန်ပညာရေးတက္ကသိုလ်ပေါမောခါကျောင်းဒေါက်တာကေသွေလိုက်နဲ့ဆရာဆရာမများခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနဲ့တင်နန်းသားတင်နန်းသူဆရာဆရာမများတက်ရောက်ကြပါတယ်တင်နန်းဖွံ့ဖွဲများတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ကအမစကားပြောကြရာ ်ကျောင်းနေအရွယ်ကလေးတိုင်းဘယ်ဆုံးပညာပြေဝါပြီးမြို့ချေစိတ်ထက်ရှင်သန်ခိုင်မာသောလူစွာအရှိအမြင့်များဖြစ်တဲ့ထူးချွန်ထမြက်တဲ့နိုင်ငံသားကောင်းများပေါ်ထွန်းလာစေရန်အတွက်အထူးအဖွဲ့ဆောင်ပေးရမယ်ဆရာဆရာမများမွေးထုတ်ပေးရန်အခြေခံပညာကျောင်းများတွင် စိတ်ထက်စီကံကောင်းမွန်ပြီးတင်စားရေးစွမ်းရည်မြင်မာတဲ့ဆရာဆရာမများဖြစ်လာစေအတွက်လေ့ကျင့်တင်ကြားပေးရန်ရည်ရွယ်ပြီးတင်နန်းကိုဖွင့်လှစ်ပေးခြင်းဖြစ်တယ်လို့ပြောကြားပါရစေ။ အဲ့ဒီနောက်သင်ငန်းကျွပညာရေးဒီဂရီကိုလည်းကျောင်းအုပ်ကြီးနဲ့ရန်ကုန်ပညာရေးတက္ကသိုလ်ပေါမခါချုပ်တို့ကကျိုးစွန်နှုတ်ခွန်းဆက်စကားပြောကြပါဗျာ။ အစဝါသင်တန်းများအားရန်ကုန်ပညာရေးတက္ကသိုလ်နှင့်ပညာရေးဒီဂရီကောလိပ်များအပါအဝင် အခြေခံပညာကျောင်းများရှိ16နေရာတို့တွင်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးတို့မှသင်တန်းသားသင်တန်းသူဆရာဆရာမ9,800ဦးတို့အားမတ်လ24ရက်မှ မေလ30ရက်နေ့အထိဖွင့်လှစ်တင်ကြားပေးသွားမှာဖြစ်တယ်လို့သိရပါဗျ။ဒီသတင်းကိုတော့စမ်းစောဟုကပေးပို့ထားပေးဖြစ်ပါရဲ့ရှင်။